ဘန်ကောက်မှာကြိပါမင်းရှိုးဝဲမှာလက်မဲ့ဆေးကခေါင်ခိုက်နေလို့ပွဲဖြစ်နေတဲ့ဆိုင်းဆိုင်ခံလိုက်အားလုံးပဲမင်္ဂလာပါဒီဆယ်လီဘရီနျူပေးကနေပြက်လေးကကြိုဆိုလိုက်ပါရီ ဆက်ဆိုင်ခန်းလိုက်ဟာအသက်46နှစ်ပြည့်သွားပြီဖြစ်ပြီးတော့သူ့ရဲ့မွေးနေ့ရှိုးပွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါရီ။ဒါပေမဲ့ကိုဗစ်ကာလကနေစတင်ပြီးတော့ပွဲမကျင်းပနိုင်တော့ပဲ2025ခုနှစ်မှာတော့ဆက်ဆန် live in ရန်ကုန်ပွဲကြီးကိုကျင်းပဖို့လက်မှတ်တွေကိုလည်းရောင်းချပေးသားဖြစ်ပါရီ။သူ့ရဲ့မွေးနေ့မတိုင်ခင်မှာမထင်မှတ်ထားတဲ့ငလင်ဘေးကဝင်ရောက်လာခဲ့တာကြောင့်ဆက်ဆိုင်ခန်းလိုက်ဟာဒီကိုယ်တော်ရှိုးပွဲကြီးကိုခဏလောက်ရပ်ဆိုင်ထားပါရီ။လူအများဝန်းနေနေတဲ့အချိန်မှာပျော်ပွဲရှိုးပွဲကိုမကျင်းပချင်တာကြောင့်လက်မှတ်ဝယ်ယူထားတဲ့ပရိသတ်တွေကလက်မှတ်ဖို့ကိုပြန်တောင်းလို့ရကြောင်းကိုလည်းအသိပေးထားပြီးတော့လက်မှတ်ဖို့ပြန် ုချင်တဲ့သူတွေကဒီလက်မှတ်တွေကိုတင်ထားလို့ရတယ်လို့ဆိုပါတယ်။အစားကတော့ဆိုင်ဆိုင်ခက်လိုက်ဟာမြန်မာနိုင်ငံမှာပဲသူ့ရဲ့ပွဲကိုကျင်းပဖို့ရည်ရွယ်ထားပေမယ့်အခုတော့ရန်ကုန်မှာလည်းတပွဲဆိုမှဖြစ်တယ်လို့ဘန်ကောက်မှာရှိုးဝဲကျင်းပတော့မှာပါ။ဒါပေမယ့်ရှိုးဝဲလက်မှတ်စည်းတွေကတော့မထင်ထားလောက်အောင်များနေတာကြောင့်အားပေးတဲ့ပရိသတ်တွေကမတက်နိုင်ဖြစ်နေကြပါတယ်။ ဆိုင်ဆိုင် live show in Bangkok ပွဲကြီးကိုတော့မေလ18ရက်နေ့မှာ Bangkok မြို့က Spicy Club မှာကျင်းပသွားမှာပါပုံမှန်လက်မဲ့ရောင်းစည်းကတော့ဘက်150ဖြစ်ပြီးတော့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့73သိန်းကျော်ဖြစ်ပါတယ် show ဝေးအတွက်ဘက်150ဖြစ်တာကတက်တာရေးဈေးနှုန်းဖြစ်ပြီး VIP ဆိုရင်တော့ဒီထက်မကပိုပြီးတော့ဈေးကများနေပါသေးတယ်လက်မဲ့ကိုစောစောလာဝေးတဲ့အဆောင်900ကိုသာဘက်900နဲ့ရောင်းချပေးသွားမှာပါ VIP second floor ဆိုရင်တော့လူလေးယောက်စာတစ်ဝိုင်းကိုဘက်6000ထိဈေးရှိပြီးတော့ ဘက်1800တိလေစပွဲဝိုင်းဆရာရှိပါရီဇေယရဲများလာကြောင်းသူကိုအားပေးခြင်းနဲ့ပြိသက်တွေကမတက်နိုင်ဖြစ်နေကြပါရီလက်မခရိဈေးကြီးအားကြောင်းဆဆိုင်ခက်လက်လေးအာဏာနေပြီးတော့နေရာငားရဲကတွေတစ်ဖွဲ့လုံးရဲ့ခီးစိတ်တွေလည်းရှိတာကြောင်းဈေးကြီးသွားတာဖြစ်တယ်လို့ဆိုပါရီဆဆိုင်ခက်လန်ကအသက်ကြီးသွားပေမဲ့လေအရှင်ကဆိုင်ဆိုင်လိုပဲတက်ကြွနေတဲ့ပြင်ကြီးကျယ်ခန်းထားတဲ့ပွဲတွေကိုပါကျင်းပနေပါရီအသက်ကြီးပြီးတော့တနေ့ကြီးသွားတိုင်းမှာဆဆိုင်ခက်လန်ကရှိုးပွဲတွေကိုကျင်းပပြီးတော့ပြိသက်တွေနဲ့တူဖြတ်တန်းလေးရှိပါရီအခြားသူတွေနဲ့မတူရင်မွေးနေ့ရှိုးပွဲတစ်ခုကျင်းပတိုင်းဆ စစံကလန်ဟာတိန်ထောင်ကြီးကျိုးမြတ်တွေရရှိသွားတတ်ပါတယ်။ဒီနေ့မှလည်းပွဲကျင်းပဖို့အတွက်အားခဲထားပေမယ့်ငလင်ပေးကြောင့်ပွဲကိုနောက်ဆုတ်လိုက်ပြီးအစီဖြစ်မှသာပွဲကိုပြန်လည်ကျင်းပမှာပါ။ဒါပေမယ့်လက်မဲ့စီကအခြားတော်နုပညာရှင်တွေနဲ့မတူဘဲနဲ့ခေါင်ခိုက်နေလို့ဝေဖန်နေကြသူတွေလည်းရှိပါတယ်။ပွဲတင်ကိုလည်းကင်မရာ၊ဗီဒီယိုကင်မရာ၊တက်ဘလက်နဲ့အတန်ဖန်ကိရိယာတွေကိုလည်းယူဆောင်လာခွင့်မပေးကြဘဲနဲ့မိုဘိုင်းဖုန်းကိုလည်းခုနှစ်လက်မအောက်ကိုပဲယူဆောင်ခွင့်ပေးထားပါတယ်။ ပွင့်ကူလာမဲ့သူတွေကအသက်20ပြည့်ထားဖို့လိုအပ်ပြီးတော့အသက်တည်ပြုဖို့အတွက် photo ID လေးပြရမှာဖြစ်ပါတယ်။ဖုန်းနဲ့ဗီဒီယိုရပ်ယူခွင့်မပေးထားတဲ့ပြင်အခြားသောစီကင်းချက်တွေကိုလည်းချမှတ်ထားပါသေးတယ်။လက်မဲ့စင်းတို့ကတော့ဈေးကြီးပေမဲ့ဆက်ဆိုင်ကလန်ကိုအားပေးခွင့်ရှာတာတန်နေဆိုပြီးလက်မဲ့တွေကိုလူရွယ်ဝဲနေကြပါတယ်။ဆက်ဆိုင်ကလန်ကငလင်ပေးမှလည်းအားတက်တရောလူတိုင်းခဲ့တာကြောင့်ချီချူးမှုတွေလည်းရရှိခဲ့သူပါ။မန်လေးမှာအရေးပေါ်လိုအပ်နေတဲ့ရှေ့တန့်တွေကိုတိန်းနေရဖို့ကူညီခဲ့ပြီးတော့မွေးနေ့ပွဲကိုလည်းရှင်းထားပေးတဲ့အတွက်ကိုချင်းစာစေးရှိသူဖြစ်တိမဲ့ပြုခြင်းခံရတာဖြစ် ်ပါတယ်။ဖန်ကောက်မှာကြက်ပါမီဆက်ဆိုင်ခလက်ရဲ့လက်မဲ့စင်းတို့တွေကတကယ်ပဲဈေးကြီးနေရလားဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။